မျိုးလေးမင်္ဂလာပါဗျာဒီနေ့က၄ရက်၁၂လပိုင်း2025ဖြစ်ပါတယ်ဗျာဒီနေ့မျိုးများအားလုံးပါတီနဲ့ပတ်သက်ပြီးဦးစင်ပြောတဲ့ဟာလေးတချို့လဲကြိုက်တာရှိရဲမကြိုက်တာလည်းရှိရဲဒါကတော့အထူးစမ်းမဟုတ်ပါဘူးเนาะလူဆိုတာကတော့ပုစုစင်ဆိုတော့ချစ်တဲ့သူလည်းရှိတယ်မုန်းတဲ့သူလည်းရှိတာပဲเนาะချစ်ချင်းမုန်းချင်းတွေ့တွေ့နေကြတာပဲဗျာเนาะရရှိခေါ်တော်မြန်ကြည့်တော့မှဒါ ချေချေမုံချင်တွင်တွဲကြရရပဲမျိုးမျိုးပဲเนาะအမဖြစ်စလောက်ပါဦးသိန်းတို့တော့ဒါဦးသိန်းတို့ဝေဖန်ခံရတယ်ဆက်စုပ်ခံရတယ်ဘာပြောခံရဆိုတော့မဖြစ်စလောက်ကလေးပါမဖြစ်စလောက်ကလေးပဲเนาะအဲ့တော့ဦးသိန်းတို့ကဘာကြောင့်ကြောရတာလဲဆိုရင်ဘာကြောင့်ပါတီတခုတည်းအကြောင်းကိုပြောနေရတာလဲဆိုလို့ရှိရင်ဘုလိုရွေးကောက်ပွဲမှာချိုးပါတီရောအများကြီးပါရနော်ပါတီရောအများကြီးရွေးချယ်ကြတာလေအဲ့တော့လွတ်တော်အမှန်လောင်းနေလဲတော်တော်မှန်မှန်တိရပါလေနော် တချို့ရရင်ပြီလို့ဆိုတဲ့ပုံစံမျိုးတွေဖြစ်နေတယ်ဗျเนาะပါတီရွေးချယ်တဲ့အခါမှာအိမ်ဖြစ်ပုံစံမျိုးလားဘာလားတော့ဦးဇင်းလည်းပြောတတ်ဘူးဗျဒီလိုအချို့ပါတီတွေမှာလူကြီးရွေးချယ်ထားတဲ့ဟာတွေတိတ်ပြီးမှအဆင်မပြေဘူးပေါ့နော်အဆင်မပြေဘူးအကြောင်းဒီအဆင်တိဆိုတော့လေ အစိမ်းမပြေဘူးတချို့လူတွေရွေ့ရဒါလောက်ပဲဒီနော်နောက်ကျောင်းကိုရရစဝင်လဲမကြည့်အဆက်ဆက်လဲမကြည့်ပဲနဲ့ရွေးချယ်ထားကြရတယ်လူတွေဦးစံတွေးလိုက်တယ်အာဒီလိုလူတွေဒါလို့လွတ်တော်တွေကရောက်လို့ရှိရသွားရောကွာလို့ဟုတ်လားသွားရောကွာတွေးမိတယ်ဗျအဲတော့ဦးစံရဲ့ဆုံးဖြတ်ချက်ပါဦးစံရဲ့တုံ့တက်ချက်ပါနော်ဦးစံရဲ့တုံ့တက်ချက်ပါအဲကြောင့်ချာ သူပါလီရဲ့လွတ်တော်အမတ်တွေအကြောင်းထိတ်ပြီးမှမပြောတာကြာနော်ထောက်စတန်မီးမှပြန်ထောက်လာမှဆိုလို့ဥစဉ်တော့ကပြောချင်းဖြစ်ပါလိမ့်ဗျာနော်ဒါအချို့ပါတီတွေမှာလည်းဥစဉ်တို့တကားတွေလည်းပါတယ်ဥစဉ်တို့ကြိုက်တဲ့သူတွေလည်းရှိတယ်မကြိုက်တဲ့သူတွေလည်းရှိတယ်ရှိတယ်ဒါနဲ့ဥစဉ်တို့တချို့လူတွေလွတ်တော်တွေရောက်သွားမှာတော့တော်တော်ကြီးဆိုးရိမ်နေဗျာနော်ဒီဟာစနစ်ဆိုတော့နည်းနည်းတော့ဆိုးရိမ်ပြီလေဗျာလွတ်တော်တွေကရောက်ပြန်သူတို့ဘာတွေပြောမှလဲဘာတွေဆိုတွန်းတော့မှလဲ ။အော်ဒါမှမဟုတ်လေလူမရှိလို့မှရွေးချယ်ထားတာလား။ဒါမျိုးတွေတွေးမိတယ်ဗျာနော်။ဟုတ်ကဲ့ဟုတ်ပြီ။ဘာဖြစ်လို့ရှင်မြတ်ကျန်းခိုင်ရင်ကြောင်ပြောတာလဲ။ကျန်းခိုင်ရင်မှာရွေးချယ်ထားတဲ့လွတ်တော်အမတ်တွေအတုံးမကြတဲ့အမတ်ရှိရင်ခင်ဗျားတို့လည်းညှို့ထုတ်ပြပါ။နော်လည်းညှို့ထုတ်ပြပါ။အရေးရှိမရှိတဲ့လွတ်တော်အမတ်တွေရှိလို့ရှိရင်လည်းဥစဉ်လည်းညှို့ထုတ်ပြပါဥစဉ်ကောင်းကောင်းကြီးဝေဖန်ပေးပါမယ်။နော်။အော်ယူဟာ။မန္တလေးကျန်းမာရေးဥက္ကဋ္ဌဆိုခင်ဗျာဥအောင်ကျော်မို့ဟုတ်လားဥအောင်ကျော်မို့တူတမိုင်းလေးလာကြည့်လိုက်လေဗျာ လူတမိုင်းလေးလာကြည့်လိုက်ပါဥအောင်ကျော်မိုးတို့ဆိုလဲဟုတ်လားတကယ်လူတော်တွေပဲနော်သူဒါကျန်းခိုင်ဥက္ခရာထင်နေပါနော်တကယ်လူတော်ပါနော်လူတော်တွေဆိုလဲဥစဉ်တို့နေရာကောင်းအောင်ရစေခြင်းနဲ့နော်အားလုံးရှင်းရှင်းပြောပါဗျာဝင်ကြီးတွေဖြစ်စေခြင်းနဲ့လူတို့တွေဟုတ်လားဝင်ကြီးတွေဖြစ်စေခြင်းနဲ့ဘာဖြစ်လို့လဲဆိုတော့ဒီလူတွေရဲ့အခဲခဲဒုက္ခကိုသူတိလို့လေတိလို့ဒါကြောင့်မလို့လူတွေရဲ့ရင်ဆိုင်နေရတဲ့အခက်အခဲကို ိတဲ့သူကတာလျင်တာဝင်းကြီးဖြစ်တာကောင်းတယ်ဗျာနော်ဝင်းကြီးဖြစ်တာကောင်းတယ်ဆိုဝင်းကြီးတွေဖြစ်သွားတယ်ဝင်းကြီးဟောင်းတွေလည်းရှိတယ်ချမ်းသာကြပါတယ်ချမ်းသာပြီးချမ်းသာရင်ပဲဘယ်ဆိုးရတက်တယ်ဘယ်ဆိုးရလက်ထက်ဖြစ်ဖြစ်တို့လောရတဲ့အချိန်မှာခွင်းရဲ့အပြည့်အဝယူမကွဆိုပြီးမှယူလိုက်တဲ့ဝင်းကြီးတွေလည်းအများကြီးပဲနော်လက်ညှိုးထိုးလိုက်ကြီးကြီးတကွင်းထဲမှာဆိုလက်ညှိုးထိုးလိုက်သူ့မြင်နဲ့လွှတ်ထားတာခုမှမရှိဘူးနော်သမီးနိုင်မဲ့ပါတာနဲ့ဟွာပါတာနဲ့ ပေါ့ကတော့တော့လောက်ပိုင်ခွင့်ရှိလို့ရတာဆစ်ဆေးပြီနော်အမျိုးတွေအဲ့လိုပြောရင်မကြိုက်ကြဘူးတချို့လူကြီးတွေကမကြိုက်ဘူးအမှန်တရားပြောရင်မကြိုက်ကြဘူးဗျာနော်သူတို့ဖားမှာကြိုက်တာဖားမှာကြိုက်တာသူစင်းတော့လည်းခက်တယ်ဗျာမဖားတတ်ဘူးမခတတ်ခံမလာခံရောဖြစ်မလာဖြစ်ရောအကြောင်းဦးစင်းတော့အများအားဖြူတွေဘက်ကတော့ဒါရက်တည်ပါတယ်ဗျာနော်ဒါကြောင့်မလို့ဦးစင်းတော့ဟာလူမှန်နေရာမှန်ရရှိခြင်းနဲ့ ရောက်စေခြင်းနဲ့အတွက်ကြောင့်ပြောခြင်းဖြစ်ပါတယ်ဗျနော်ပြောခြင်းဖြစ်ပါတယ်မန္တလေးတိုင်းမှာဆိုလို့ရှိရင်ဟုတ်လားတချို့ပါတီတွေမှာဘလို့လူတွေရွေးထားမှမတည်ဘူးဗျနော်ဒါပေမဲ့တခြားလေးလာပါပေါ့ကိုတော့ပြောတာဟုတ်လားတချို့ပါတီနိုင်မကြီးတချို့ပါတီတွေရှိတယ်ရွေးချယ်ထားတဲ့သူတွေကဘာဘလို့မှကိုမတည်တာကြနော်ဘာလို့မျက်လုံးနဲ့ကြည့်ပြီးရွေးလိုက်တယ်လို့ကိုမတည်ဘူးဗျနော်ဘလို့မျက်လုံးနဲ့ကြည့်ပြီးရွေးတယ်လို့မတည်ဘူးအများကြီးပဲအเจ้าတွေအစင်းတီတွေလည်းအများကြီးပဲဒါကြောင့်မလို့ဦးဇင်းတော်က တုံးတက်ခြင်းဖြစ်ပါတယ်ဒါတုံးတက်ခြင်းဆိုတာလည်းပေါ့ကူတော်တို့ဟာဟုတ်လားလူကောက်ပွဲတွေပြီးသွားလို့ရှိရင်တော့ဘုရုမလည်းတုံးတက်မှာဘုရုမလည်းဝေဖန်မှာမဟုတ်ပါဘူးဗျာတော့ဆိုခြင်းကောင်းခြင်းလည်းပြောမှာမဟုတ်ပါဘူးဦးဇင်းတို့ကဘာဖြစ်လို့ဦးဇင်းတို့ပြောရဲဆိုတာကတိုင်းပြည်အတွက်ကိုပြောတာတိုင်းပြည်ငင်းချမ်းစေခြင်းအေးချမ်းစေခြင်းလို့ဓာပြောခြင်းဖြစ်တယ်နော်ဖြစ်တယ်ဒါကြောင့်မလို့ပါတီတစ်ခုတည်းအတွက်ကိုလူမှန်နေရာမှန်ဦးဇင်းတို့ကလူတွေကိုဘယ်ပါတီကဘယ်လိုရှိတယ်ဘယ်လိုဘယ်လိုရှိတယ်ဆိုတာဟုတ်လားဦးဇင်းတို့နေတဲ့ပြည်ဦးလွင်မှာလည်းကြည့်လိုက် ရွေးချယ်ထားတဲ့လွတ်တော်အမတ်တွေအရေးချင်းမရှိတဲ့လွတ်တော်အမတ်တွေပညာရေးချင်းမရှိတဲ့လွတ်တော်အမတ်တွေရှိလက်ညှိုးထိုးပြလိုက်ပါနော်လက်ညှိုးထိုးပြလိုက်ပါအဲအခြားပါတီတွေကလည်းထောက်ပြပါဆိုခင်ဗျားတို့ကတော့ပို့မွန်လင်းကျုပ်ကိုထောက်ပြခိုင်းဘယ်သူကဘယ်စရိုက်ရှိတဲ့ဘယ်သူကဘယ်သူရှိတဲ့ဘယ်သူကဘာကြောင့်ဒါမျိုးရွေးရဆိုခုပင်ခုချင်းထောက်ပြမယ်ခင်ဗျားတို့ပါတီတွေကတော့ခွင့်ပြုချက်တာပေးလိုက်နော်ရွေးချယ်တဲ့အတူတူကိုရွေးချယ်တော့ပါတီလက်တိတ်ခါကြတာပေါ့ ရတာမရတာပါတာပါတီကြတော့ရက်ကွက်မှာじゃဒီလူတွေအကြောင်းကိုသိရလေဒီလူကဘယ်စရိုက်ရှိတဲ့ဒီလူကဘယ်လိုရှိတယ်ဆိုတော့ရက်ကွက်သူရက်ကွက်သားတွေကသိရလေသဘောပေါက်တယ်လေနားလေလေအဲ့ဒါကြောင့်မို့ဦးစင်းတို့ကပြောပြကြီးဖြစ်ပါတယ်ဗျာเนาะပြောပြကြီးဖြစ်ပါတယ်เนาะအဲ့ကြောင့်ချားပါတီတွေလည်းချိုးရတယ်ဟုတ်လားဦးစင်းတို့တော်ရင်တော်တဲ့အကြောင်းဦးစင်းတို့ချိုးလူတွေလည်းပြောပါတယ်ဗျာเนาะဒါပြောပါတယ်ဦးစင်းတို့ကြန့်ခိုင်အကြောင်းပြောတယ်ဆိုတာကလည်း ပုံမလင်းလင်းပြောလို့ရှိရဗျာဒုတိယအချိန်မှောက်ကိုအခွင့်အရေးပေးစေချင်တာဦးဇင်းတော်ဟုတ်လားပြည်သူတွေအနေနဲ့ဦးတိန်စိန်လက်ထက်ကလိုပဲအရေးရှိရှိရဲ့ပြတ်တော်အမတ်တွေကိုရွေးချယ်ထားတဲ့ဆိုတော့လည်းပြည်သူတွေသိစေချင်တာနော်ဦးတိန်စိန်လက်ထက်ကလိုပဲမြန်မာပြည်ကြီးဒါဖွံ့ဖြိုးတိုးတက်မယ်ပြောင်းလဲမယ်ဆိုတော့လည်းဦးဇင်းတို့ပြည်သူအားလုံးသိစေချင်တာနော်အားကြောင့်မလို့ဦးဇင်းတို့ကခင်ဗျားတို့ဟုတ်လားပါတီကို လူကိုမကြည့်ပဲနဲ့ပါတီကိုကြည့်ပြီးရွေးချယ်ခဲ့လို့လေကျုပ်တို့မြန်မာပြည်မှာအခုတော့ရှုံနေရှုံနေနဲ့ဒုက္ခတွေအမျိုးမျိုးနဲ့ရောက်နေရပြည်သူတွေဒုက္ခအမျိုးမျိုးရောက်နေရအဲ့ဒီလိုဒုက္ခရောက်မှာဆိုတဲ့အတွက်ကြောင့်အရေးရှိရှိတဲ့ပါတီတွေရေးချေးရှိတဲ့လူတွေကို ပောက်ကိုတော့ရွေးချယ်ပေးခြင်းဖြစ်ပါတယ်ဗျအားလုံးတာပါပဲဗျမျိုးဒီကောင်းတော့နဲ့နဲ့ခင်ပါကဒီနေ့က9ရက်12လပိုင်း2000နဲ့မှ25ဖြစ်ပါလေဗျာဒါဥစဉ်လမ်းလျှောက်နေတာပေါ့နော်ကျမကြီးက တော့တောင်းနေမှာပုံမှန်လေးလမ်းလျှောက်နေအဲ့မှာကြီးရလဲတော်တော်လေးကောင်းပါလေကြစေလဲပုံမှန်တော့တော့လမ်းလဲပုံမှန်လျှောက်တော့စီကျော်ဟာတစ်ခါတလေတက်သွားမှာ135 140ပဲရှိပါတယ်နော်ဒါတော့စီကျော်တက်မှာမရှိရင်120 125 199 99ဒီလောက်ပဲပုံမှန်ပါပဲနော်အင်္ဂလိပ်ဈေးကိုမနေ့ပိုင်းကြောက်တဲ့ပမာစိတ်ဆရာတော်ဝိရတုဖော်ဆက်ထားတယ်နော် ဆေးကိုကြတော့ညနေပိုင်းညပိုင်းလောက်မှတောက်တယ်ကြနော်အဲ့တော့ဆေးရုပ်ဖြစ်တော့အစားတောက်လဲဆင်ကျင်တော့အစားတောက်လဲ short စားလိုက်တော့အရန်အဆင်ပြေသွားတယ်ကြနော်ကျမကြီးလည်းငကိုကထက်ပို့ပြီးမှတွက်ချက်တွက်လာတယ်ပေါ့နော်ခန္ဓာကိုယ်ကလည်းကြာသွားတော့ကျောခန္ဓာကိုယ်ဥစဉ်တားပိန်သွားတာပဲတဲ့ပိန်တာဟုတ်ပါဦးဆိုတက်တက်မကိုဝဲချရင်လမ်းလျှောက်ရင်တော့ဝဲတူတူလူကိုဝဲကြတာပါဗျာနော်လေ့ကျင့်ခန်းလေးလည်းပုံမှန်လုပ်ပြီးတော့ပေါ့ဗျာနော်အဲဒါ တကွာဆိုလို့ရှိရင်ဗျာပုံမလင်လင်ပြောရလို့ရှိရင်ည7နာရီလောက်မှာပုံမှန်ပရိစိတ်ဖြစ်တယ်ဗျာဟုတ်လားပရိစိတ်ဖြစ်တယ်မေတ္တာပို့ဖြစ်တယ်ဒါဘုရားရှိခိုးတယ်ပေါ့ဗျာဘုရားရှိခိုးမေတ္တာကိုပရိစိတ်အခုကျတော့မနေ့ပိုင်းမှာလမ်းလျှောက်ရင်းနဲ့ဘုံတော်ပွားတယ်ဟုတ်လားဘုံတော်ပွားတယ်မေတ္တာပို့တယ်မေတ္တာပို့တယ်ဆိုရင်လည်းဒုက္ခပတ္တာသနိရောဓဘုရားပတ္တာသနိဗ္ဗာန်တောကပတ္တာသနိတောကဝင်တို့တက်ပြီပါဏိနောဟုတ်လားဒုက္ခပတ္တာသဒုက္ခအပေါင်းမှာကင်းဝေးကြပါစေ ဘယပတ္တာသဘေးရန်ပေါ့မှာကင်းဝေးကြပါစေဒေါကပတ္တာသဒေါကပေါ့မှာနော်ဒေါကတွေမှာကင်းဝေးကြပါစေဆိုပြီးမှဒါပါဠိနဲ့လေးပေါ့နော်ဥစဉ်ကတော့ရှေ့ယူထားပေါ့နော်အားလုံးတိအောင်လွယ်လွယ်လေးနဲ့တိအောင်ဟုတ်လားလူတွေအားလုံးဒုက္ခတွေမှာကင်းဝေးကြပါစေဟုတ်လားဘေးရန်ပေါ့မှာကင်းဝေးကြပါစေဒေါကပေါ့မှာကင်းဝေးပါလူတူတူလည်းကင်းဝေးရင်တော့ဥစဉ်လည်းကင်းဝေးမှာပဲလေဒါတရားရှိခေါ်တော့ဆော့ဆော့မြဲမြဲပေါ့နော်တရားရှိခေါ်တော့ ဒုက္ခပတ္တာသနိဒုက္ခဘယပတ္တာသနိဗ္ဗယဒုက္ခပတ္တာသနိဒုက္ခဝင်တုတက်ပြီပါနေနော်ဟုတ်လားပါပုံမှန်လေးတာခင်ဗျားတို့ယူပြီနော်ပုံမှန်လေးတာယူပြီပို့ပြီးမှဆွမ်းလာလိုက်မယ်ဦးဇင်းဆိုမနေ့တရားရှိခေါပရိဒဘတ်ပေါ့နော်ညနေကြတော့တရားရှိခေါဟုတ်လားဘုံတော်၉ပါးဆိုလဲအရဟံအရဟံဆိုရင်ပရိဒလုံးဓမ္မတံဗုဒ္ဓဓမ္မတံဗုဒ္ဓဆိုရင်ပရိဒလုံး ဝိသသရဏဓမ္မနောဝိသသနာဓမ္မနောဆိုပရိတလုံးဒုက္ကတောဆိုရင်ပရိတလုံးလောကဝိတုဆိုတာကိုနောကိုပါတိခမရတလုံးတလုံးစိတ်ပါနော်ထူးခြားလာလိုက်မယ်အခက်ခဲတွေကိုကြော်ဖြတ်နိုင်လိုက်မယ်အန္တရာယ်လည်းကင်းလာလိုက်မယ်ဘေးလည်းရှင်းလာလိုက်မယ်ကနော်ဒါဥစဉ်အမြဲတမ်းပေါ့နော်ဒါကတော့ဥစဉ်တော့လမ်းလျှောက်ရင်းနဲ့ဂုံတော်ပွားတယ်ညဆိုရင်တော့အရဟံဇေယျ အရဟံဗဟိအန္တဇေယံဒုက္ကတံအာမိတံဝိရဇံလာလိတံအတုလံသရဏံတိပေဥပတမံယမကံဒုက္ခန္တံတရဏံပနာမမိစီနံဒါအမြဲတမ်းပွားတယ်။ဒါကြောင့်လဲပေါ့ကူတော့လူနဲ့လာနိုင်တယ်။ရတုနိုင်တယ်ဗျာနော်။တစ်ခါတလေဘဒုမန်းမတီးတဲ့သူအတောင်ဥသိမြမဆဆလာတုတာရှိတယ်။တိန်ယာချီလာသူကရှိတယ်။နော်။ယာချီလာသူကရှိတယ်။ဒါဝယ်တော့ခုနလ၈လပိုင်းနဲ့ထင်တယ်ဗျာ။၈လပိုင်းနဲ့တကတရားဆို3300လာတုတာ เนาะတိန်တုံးရလာလူလာเนาะအဲ့တော့ဥစင်းရရှေ့တန်းနေမှာမမဆာဆာလူနိုင်တယ်နောက်တစ်ချက်ကဥစင်းနဲ့ယင်းကြီးရဲ့တူတွေမှဟုတ်လားလူခံလိုက်တယ်ဆိုရင်ပေါ့ဗျာအလူခံလိုက်တယ်ဆိုရှင်ဘုရားရှင်ဘုရားလူခံတဲ့နေမှာအဆင်ပြေတယ်ဗျာတဲ့ရှင်ဘုရားအားလားဟုတ်လားဘင်းရအဆင်အခုရှင်ဘုရားတိုက်တိုက်ဆိုင်ဆိုင်ပဲတပီတော့လုပ်ငန်းကင်ငယ်အဆင်ပြေတယ်လူကြတာအမှုတွေရှိတယ်ဒါအဲ့ဒါညအစွမ်းပေါ့ဗျာเนาะဒါပြောချင်တာကတော့ခုလက်ဥစင်းတော့ဟုတ်လား ကိုတိုင်းနေရတဲ့ညွန်ကျိုးဘက်ကိုခြေတိုင်းရောက်တက်မလို့ဓာတ်တွေအတွက်ရောဂျီဇူးစစ်တီရောရဲကြီးအတွက်ရောဦးစင်ဟုတ်လားအနှွေးတွေကတော့ရသွားပြီအနှွေးတွေလှူမယ်စောင်းတွေလှူမယ်စားစရာလှူမယ်အာဒီတရက်နှစ်ရက်အတွင်းမှာဦးစင်ရောက်အောင်ပို့ပေးမှာပို့ကြနော်ရောက်အောင်ပို့ပေးလှူဒန်းပေးမယ်အဲ့ဒါပြီးလို့ရှိရင်ကြောင်မဲဘက်ကလက်မတော်မီတာစုတွေကိုလည်းဦးစင်လှူမယ်ပြောချင်တာကတော့ဦးစင်ဟာ ဆနလာပိုင်းကိုရင်တော့နိုင်ငံရေးနဲ့ပတ်သက်ရင်တော့အဆိုးကောင်းနေလဲပြောမှာဆိုးတာလည်းမပြောကောင်းတာလည်းမပြောတော့ဘူးဆိုးလည်းလည်းအဆိုးလည်းဘာဖြစ်လို့မပြောတော့တာလဲဆိုလို့ရှိရင်နောက်တက်လာမယ့်အဆိုးရတွေကိုယုံကြည်လို့စိတ်ချရလို့တကယ်ကိုတိုင်းပြည်ကိုဒုလို့တွေပြုပြပြောင်းလဲမှာပြောင်းလဲပေးနိုင်မဲ့သူတွေဖြစ်နေတဲ့အတွက်ကြောင့်ယုံကြည်တဲ့အတွက်ကြောင့်ဥစဉ်တို့ကဟုတ်လားအလူတန်းနဲ့ပဲကိုစွမ်းနိုင်တယ်များလူမတန်းမယ်ဟုတ်လားကိုအတွက်ကိုလုံးမယ်ဒါတော့ပဲဥစဉ်တို့ကဘဝကိုဖြတ်တန်းမယ်နော် ဟုတ်လားဦးဇင်းတို့လည်းပြစ်ဆက်ခဲ့တာကြီးများပြီလေဟိုဟောလားထောင်ထဲလည်းရောက်ခဲ့ပြီဟုတ်လားအပြေးပေါ်ကလည်းပြေးကြရည်ထောင်ဝလွတ်ပြီးမကြပါဘူးဟုတ်လားထောင်ဝလွတ်ပြီးဘာဖြစ်တယ်ညာဖြစ်တယ်ဆိုလို့ဟုတ်လားရှောင်းလိုက်ရတယ်နှစ်လသုံးလဟုတ်လားနောက်တော့ energy ဆိုရလက်ထက်မှာနော်ပြေးကြရည်ဒါမျိုးတွေပေါ်ကြုံခဲ့ရတာတွေအများကြီးခက်ခဲတယ်ဟုတ်လားတော့ဖြတ်ခဲ့ရတာပေါ့နော်ဘာပြောပြောပါလူကတော့အခက်ခဲတယ်တုံတွေ့ရမှာ ခက်ခဲမှုတွေရင်ဆိုင်ရင်မှအေးချမ်းမှုဆိုတာလည်းရမှာပဲဟုတ်လားဆက်ဆိုမှုတွေအဆက်ဆိုမှုတွေဝေဖန်ခံမှုတွေထောက်ပြမှုတွေခံရမှသာလျင်လဲအောင်မြင်မှုတစ်ခုဆိုတာလည်းဖြတ်တန်းနိုင်မှာပဲဖြတ်တန်းနိုင်မှာပဲတိုက်ခိုက်မှုတွေခံရမှသာလျင်ကိုယ့်ဘဝကိုမကောင်းကြတဲ့လူတွေကိုယ့်ဘဝကိုလိုချင်တဲ့လူတွေပေါ်ပေါက်မှသာလျင်လဲတိခတ်မှုဆိုတာရှိလာမှာပဲ လွန်ခဲ့တော့တပတ်15ရက်ရဲ့20လောက်ကပေါ့နော်ဦးစင်တော်တော်တိခန့်လိုက်တိခန့်နေဩတူတော်ကျေးဇူးတင်ရမှာလေလို့အရင်စိတ်မှုနဲ့ဆိုလို့ရတော့လို့ငါလွဲမမဟုတ်ဘူးပေါ့နော်အဲဆိုလည်းယဟန်ချင်းချင်းဒါတိခန့်လိုက်တယ်တိခန့်လိုက်တယ်ကိုထက်လဲဝါကြီးတယ်ကိုလည်းကိုထက်လဲဟောလာမတိခန့်လိုက်တယ်ဩတူကငါအမြင်မကြည်ရငါကတူအမြင်မကြည်အောင်လုပ်လို့နေမှာပါလေလို့တူငါမကောင်းကြောင်ပြောတာတူငါကကိုမကောင်းလို့တူမကောင်းကြောင်ပြောတာပါလေဆိုတဲ့အတွင်းမျိုးနဲ့တွေ့အဲ့တော့ငါတူအမြင်ကြည်အောင်နေရမယ် ငါအဲ့တော့ तू ကမကောင်းကြောင်းပြောငါကောင်းအောင် तू ကောင်းအောင် तू ကြည်အောင် तू ကောင်းအောင်နေရမယ်ဒါပဲတွေးလိုက်တော့လေဗျာနော်ဒါပဲတွေးလိုက်တော့လေဒါလည်းအောင်မြင်မှုတစ်ခုရလဲလို့ပဲဥစဉ်ရတော့ဒါတုံ့တက်မိပါလေဗျာနော်ကဲအမျိုးများအားလုံးလဲသိချမ်းသာကိုကြီးကြမ်းမာခြင်းမနဲ့ပြည့်စုံပြီးအန္တရာယ်ကင်းပြီးဖြေရှင်းကြပါစေလို့ဒုက္ခိတာဟောထချမ်းသာဒုက္ခိုင်နဲ့လည်းပြည့်ပါစေလို့ပေါ့ကတော့သုတော်မြတ်တာဖို့တာလိုက်ပါလေဗျာ